ညာကျင်တော့လို့ဇနီးကိုဝန်ခံလိုက်ရတဲ့အောင်သူရဲ့အကြောင်းပြည်သူများအလုံးပဲမင်္ဂလာပါရှင်နိုင်ငံကျော်လက်ရွေးစင်အားကစားသမားအောင်သူနေဇလန်တွဲမင်းသမီးလေးပူဤခန်းတို့ကတော့တယောက်ကိုတယောက်အရန်ကိုချစ်ခင်ကြတဲ့ဇနီးမောင်နှံလေးတွေဖြစ်ကြပြီပျော်ရွှင်ပွေရမိသားစုဘဝလေးကိုပါပိုင်ဆိုင်ထားကြတာပါအောင်သူဟာလက်ရှိအချိန်မှာသူ့ရဲ့ခြေစွမ်းကြောင့်ထိုင်းလီတွေမှာတွားရောက်ကစားနေကြတာဖြစ်ပြီးအခုချိန်မှာတော့သူ့ရဲ့ဒူးဒန်ရဟာ ဘလို့မှဘောလုံးဆက်ကစားလို့မရနိုင်တော့တဲ့အခြေအနေဖြစ်လာခဲ့ပြီးသူရဲ့ချစ်တဲ့ဘောလုံးလောကကိုဆွန့်လွတ်သွားရတော့မှာပဲဖြစ်ပါတယ်။သူရဲ့ဒူးတန်ရကဘောလုံးကစားဖို့အဆင်မပြေတော့တာကိုသူရဲ့နှုတ်ကထုံမပြောခြင်းနဲ့အတွက်ဒါကိုဖုံးကွယ်ကချိန်မိတ်နေခဲ့တာကြားခဲ့ပြီးဖြစ်ပြီးအခုလောလုံးဝမရတော့တဲ့အဆင်မပြေတော့တဲ့အချိန်မှာမှဇနီးဖြစ်သူကိုဒူးတန်ရကြောင့်ဘောလုံးမကန်နိုင်တော့တဲ့အကြောင်းထုတ်ပြောပြလာခဲ့တာပါ။ဘောလုံးသမားတယောက်အဖြစ်တသက်လုံးရည်တည်လာခဲ့သူဖြစ်တဲ့အတွက် ဘောလုံးမကန်နိုင်တဲ့အချိန်မှာမိသားစုအတွက်ရောဇနီးအတွက်ရောတာဝန်မကျေနိုင်တဲ့အတုံးမချတဲ့အယောက်ျားတယောက်အဖြစ်အောင်သူကခံစားနေကြရတာပါ။တန်ရာကြောင့်ဘောလုံးမကစားနိုင်တဲ့အချိန်မှာတော့မိသားစုနဲ့ဇနီးဖြစ်သူကို sorry ဆိုပြီးပြန်လဲအာနာတောင်းပန်နေတယ်။ခင်မုန်းဖြစ်သူကြောင့်ငိုကြွေးကြရကြောင်းအခုလောခင်မွန်ဖြစ်သူအတွက် ပိုအီခန်းအာတက်ဆရာစကားလေးတွေနဲ့အားပေးလာခဲ့တာပဲဖြစ်ပါတယ်။ဘဝရဲ့ကြာရှုံးချိန်အဆိုးဆုံးအချိန်တွေကိုရောက်နေချိန်မှာတော့ ကိုဘေးမှာစူးစူးကောင်းကောင်းအမြဲတူလက်တွဲကြော့ဖြတ်ပေးမဲ့ပါတနာကောင်းရရှိထားခြင်းဟာဘဝမှာဘလောက်ထိကံကောင်းတဲ့အရာဖြစ်လဲဆိုရလက်တွေ့သိရှိလိုက်ရတာပါပဲ။အမြဲချစ်စရာကောင်းပြီးပျော်ပျော်နေတတ်တဲ့အမိသားစုလေးဒီလိုအစင်မပြေတဲ့ကာလတွေကိုကြော့ပြတ်ကအကောင်းဆုံးပြန်လည်တည်ဆောက်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။ပရိသတ်ကြီးတို့လည်းဘောလုံးကစားသမားဘဝကိုဆွလွန်ရတော့မယ့်အောင်သူကိုအပိစကားလေးတွေပြောသွားခဲ့ကြပါအောင်ရှင်။နောက်ထပ်တစ်ပုံအနေနဲ့ကင်ဆာယောဂသည်ရီအကြံ အလို့တခုပြုလုပ်ပေးခဲ့တဲ့အောင်သမားရီရွှေဆိုင်အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။လူချမ်းသာမိသားစုတစုဖြစ်တဲ့အောင်သမားရီမိသားစုကတော့စတင်လမ်းဖောက်ခဲလိုက်ပြီးပဲဖြစ်ပါတယ်။အောင်သမားရီမိသားစုဟာလိုအပ်ချက်တွေများစွာရှိနေတဲ့ရန်ကုန်စေယုံကြီးကကင်ဆာဌာနကိုစက်ပစ္စည်းတွေလှူဒန်းပေးမှုတွေပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။အောင်သမားရီလှူဒန်းပေးခဲ့တဲ့စက်ပစ္စည်းတွေကတော့320တန်မိုးရှိ ECG စက်တလုံး၊ကျွဲဆုပ်စက်နှလုံးတို့အပြင် လူနာတွေအတွက်ဝေသားလှူဒန်းပေးမှုတွေ အယောက်300စာထမင်းမှုလူရမ်းမှုစတဲ့လူရမ်းမှုတွေများစွာကိုလည်းပြုလုပ်သွားခဲ့ပါသေးတယ်။ဒီလိုကျမ်းမာရေးကဏ္ဍမှာမှကင်ဆာယောဂသည်ရီအတွက်ထိရောက်တဲ့ကုညီမှုဖြစ်မဲ့အလူကိုပြုလုပ်ပေးသွားခဲ့လို့လူအများရဲ့ချီးမြှောက်ပျော်စိုးမှုတွေများစွာကိုလည်းလက်ခံရရှိခဲ့တာပါလူချမ်းသာတွေအနေနဲ့ဒီလိုကျမ်းမာရေးဘတ်တွေမှာလှူရန်ပေးခြင်းကိုပြည်သူတွေကအများကြီးကြိုးစားပေးခဲ့ကြတာပါပရိသတ်တွေဟာရွှေဆိုင်ကြီးများစုကပေါင်းလို့ ကင်ဆာဝေဒနာရှင်များဓာတ်ရောင်ကြီးတန်းစီဆောင်ရခြင်းမရှိစေရန် ခမီးဓာတ်ရောင်ကြီးဆက်ကိုလည်းကင်ဆာကုသရေးအတွက်တရာတရားပြေဝစွာလှူရန်နိုင်ကြပါစေလူဝစိတ်အားတွေထက်သန်ကြခြင်းမှာဒီလိုအများကောင်းကျိုးအလုံးအတူတူကခံစားကြရမည့်အလူမျိုးကိုရှားပါအနေနဲ့လူပေးပါတော့အောက်သမားရိမိသားစုအားပြည်သူကိုစားတာရုတာရုတာရုအချင်းချင်းခေါ်ပါ၏အတိပဲရှိရဲ့အလူတစ်ခုလို့ခံစားမိတယ်လူတွေကိုလမ်းငင်းကူညီလိုက်နိုင်တာပဲ ဒီဆက်တွေကိုအသုံးပြုမဲ့လူနာရီတက်တာရသွားရင်ကုသိုလ်တွေရလိုက်မဲ့အမျိုးမြမပြည်ရဲ့ကျမ်းမာရေးကဏ္ဍမှာလိုအပ်နေရတဲ့အများကြီးပါ နောက်ထပ်လည်းဆေးရုံမှာလိုအပ်တာတွေများများလူနိုင်ကြပါစေရှင်ဒါတို့ဒါတို့ဒါတို့ပါဆိုကမြတ်သောအလူဖြစ်တဲ့အတွက်ချီးကျူးပြောဆိုမှုတွေများစွာပြုလုပ်ခြင်းခံခဲ့ရတာဖြစ်ပါတယ်ပရိသတ်ကြီးတို့လည်းတကယ်ကိုမုံမြလာတဲ့အလူတစ်ခုကိုပြုလုပ်ပေးခဲ့တယ်အောင်သမားရိမိသားစုရဲ့အလူကိုဒါတို့ခေါ်ဆိုပေးသွားကြပါအောင်ရှင်